ဗနီဇွဲလာကိုထရက်ဆစ်စင်တော့မလားဗနီဇွဲလာကမ်းလွန်ရှိအမေရိကန်စီအင်အားစုအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် အမေရိကန်ပြည်သားစုနဲ့ဗနီဇွဲလားသမ္မတမာဒူရိုတို့အကြားထိတ်တိုက်တွေ့ဆုံမှုတွေဟာစီးရဲရတင်းမာမှုအမြင့်ဆုံးကိုရောက်ရှိလာနေပါပြီ။ဗနီဇွဲလားကမ်းလွန်ရေပြင်ကိုအမေရိကန်တပ်ဖွဲ့တွေဆက်လွှတ်ခဲ့တာဟာအခုဆိုရင်၃လရဲကိုဝင်ရောက်လာနေပြီဖြစ်ပြီးဒီဒေသကိုရောက်ရှိနေတဲ့အမေရိကန်တပ်ဖွဲ့တွေရဲ့ပမာဏဟာ1962ခုနှစ်ကျူဘာဒုံးပြအရေးခင်းကြီးပြီးကြတဲ့ကအင်အားများဆုံးဖြစ်တယ်လို့ပြောနေကြပါတယ်။ အချို့သတင်းတွေအရအမေရိကန်ရှေးတက်အင်အားစုစုပေါင်းရဲ့ခုနှစ်ပုံတစ်ပုံကိုကာရေဘီယံဒေသမှာဖြန့်ကျက်ချထားတယ်လို့ဆိုပါတယ်။ကမ်းလွန်ပင်လယ်ကျင်းသားစုဝေးနေသောအမေရိကန်အင်အားစုဖန်နီဆွေလာကမ်းလွန်နဲ့ကာရေဘီယံပင်လယ်ပြင်မှာအ धिक ရောက်ရှိနေတဲ့အမေရိကန်တပ်ဖွဲ့တွေမှာရှေးတက်နဲ့လေတက်ဖွဲ့တွေပါဝင်ပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေနဲ့မီဒီယာသတင်းတွေအရရေချောင်းတပ်ဖွဲ့အင်အားစုများ USS Gerald Ford လင်တင်သင်းမောကြီးဥဆောင်တဲ့တပ်ဖွဲ့မှာ AEGIS Cruiser စစ်သင်းမောတစ်စီးနဲ့ဖြတ်သင်းမော၄စီးပါဝင်ပြီးသင်းမောပေါ်မှာ FA18 တပ်လေယာဉ်56စီးပါဝင်စစ်လေယာဉ်ရဟတ်ယာဉ်85စီးတင်ဆောင်ထားပါတယ် AEGIS Cruiser နှစ်စီးနဲ့ဖြတ်သင်းမော၅စီးပါဝင်တဲ့နောက်ထပ်တပ်ဖွဲ့ USS EOG မှာရဟတ်ယာဉ်တင်သင်းမောဥဆောင်တဲ့ကန်တက်ဆက်စင်ရေးယာဉ်၃စီးအထူးကန်တက်တပ်ဖွဲ့ဝင် 2200တို့လည်းရောက်ရှိနေပါတယ်။ထို့အပြင် Los Angeles အတန်းစာတိုက်ခိုက်ရေရင်ကုန်သင်္ဘောတစ်စီးလည်းထိုဒေသမှာရှိနေကြောင်းအတိမပြုနိုင်တဲ့သတင်းတွေကဆိုပါတယ်။ Data ဖွဲ့အင်အားစုများ Venezuela နဲ့မိုင်960ခန့်အခွာဝေးတဲ့ပနမာမှာ F-35B တိုက်လေယာဉ်ဆယ်စီးရောက်ရှိနေပြီး၎င်းတို့ဟာမိသည့်နေရာတွင်မဆိုးဆင်းတက်နိုင်တဲ့ဆွေးရင်ရှိပါတယ်။ Caribbean ဒေသမှာ PHA Poseidon ပင်လယ်ပြင်ကင်းလက်လေရင်အနည်းဆုံး3စီဟာဝေဟင်စီဖြည့်စနစ်နဲ့ကင်းလက်ထောက်လန့်နေပါတယ်။အထူးတပ်ဖွဲ့များ USS OCOM လက်အောက်ခံအထူးတပ်ဖွဲ့များဥပမာ Navy SEAL Team 8တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ဝင်300ကျော်တို့လည်းဒေသအတွင်းရောက်ရှိနေပြီးလီဝဲလှရှားမှုတွေလှုပ်ဆောင်နေရလို့သတင်းများကဖော်ပြပါဗျာ။ကင်မရာထရန်ဤရွေးချယ်စရာစီးရီးနီလန်ငါးသွဲ့ သမရာထရန်ကဗနီဇွဲလာကို ဝင်တိုက်ဖို့ရမဖြစ်နိုင်ဘူးလို့မကြာသေးမီကပြောခဲ့ပေမယ့်တချိန်ထဲမှာပဲမာဒူရိုရဲ့နောက်ဆုံးအချိန်တွေရောက်လာတော့မယ်လို့ပြောခဲ့ပါတယ်။စီရီတန်တမန်ရေးစီးပွားရေးနီလန်သုံးသွယ်တွေကတန်တမန်ရေးနဲ့စီးပွားရေးနီလန်တွေကအချိန်ကြာမြင့်ပြီး လူရင်းပန်းတန်စီမရောက်နိုင်တာကြောင့်ထရန်လုံးဆောင်နိုင်မယ့်စီရီနီလန်၅တွေကို အောက်ပါအတိုင်းသုံးသပ်နိုင်ပါတယ်။နံပါတ်၁ မူရစေဝါခိုင်းများအားရေချောင်းမှတားဆီးခြင်းလက်ရှိလောဆောင်နေသောပုံစံဖြစ်ပြီးမူရစေဝါကွန်ကူးတီဟုတရင်ရသော ရေရင်များကိုကြားဖြတ်တားဆီးတိုက်ခိုက်ခြင်းဖြစ်ပါသည်ဒီနီလန်းကစစ်ပွဲကြီးတစ်ခုအထိဖြစ်သွားစရာအခွင့်အလမ်းနေပါပေမဲ့မာဒူရိုရဲ့အခြေအနေပိုပြီးအင်အားတောင့်တင်းလာနိုင်တဲ့အတွက်ရေရှိမှာသံတမန်ရေးအရအရှုံးပေါ်နိုင်ပါတယ်လိုအပ်တဲ့တပ်ဖွဲ့များမှာလင်းတင်တင်မောတပ်ဖွဲ့ ကမ်းခြေဆောင်တပ်ဖွဲ့များနဲ့အထူးတပ်ဖွဲ့များဖြစ်ပါရယ်။နံပါတ်2ရေချောင်းလေချောင်းမှပိတ်ဆို့ခြင်းနဲ့တိုက်ခိုက်ခြင်းဗန်နီဇွဲလာစစ်စခန်းများလေတာစခန်းများရေဒါစခန်းများကိုရွေးချယ်ပြစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့်စီးရေးဆွေးရင်ကိုဖျက်ဖြက်နိုင်မှာဖြစ်ပါရယ်။ဒီနေ့လန်းအတွက်လေရင်တင်တမောလေတပ်တပ်ဖွဲ့တစ်ခုဒေသရင်းအခြေဆိုင်တပ်လေရင်များနဲ့ခရုစတုံးကြီးများမဖြစ်မနေလိုအပ်ပါရယ်။သို့သောဗန်နီဇွဲလာက လက်တုံးပြန်တက်ခိုက်လာနိုင်သလိုဥပဒေကြောင့်ရတရားဝင်ပါရဲ့လားဆိုတဲ့မိကုံးနေလဲပေါ်ထွက်လာနိုင်ပါတယ်။နှစ်ဖက်သောရေချောင်းမှပိတ်ဆိုခြင်းဗန်ဒီဆွေလာနိုင်ငံကို ရေချောင်းကနေလုံးဝပိတ်ဆိုပြီးလူသားချင်းစာနာသည့်အထောက်အပံ့များခဲ့သောခွင့်ပြုပစ္စည်းများကိုသာတင်သွင်းခွင့်ပြုခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းကြောင့်နိုင်ငံရဲ့ပြည်ပပုံကုန်တွေလုံးဝရပ်ဆိုင်သွားပြီးလူထုအကြားမငြိမ်မသက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအတွက်လေရင်တင်တင်မောသုံးစီးပါဝင်တဲ့ရေတက်တပ်ဖွဲ့များအပြင် ရေတက်တပ်ဖွဲ့များဟာဒေသအတွင်းအချင်းချင်းမြင့်စွာဖြန့်ကျက်ချထားရမှာဖြစ်တဲ့အတွက်ထောက်ပံ့ပို့ဆောင်ရေးစနစ်တွေပုံမလိုအပ်လာပါမယ်။နံပါတ်၄အထူးစစ်ဆင်ရေးဖြင့်နိုင်ငံကောင်းဆောင်များကိုချေမှုန်းခြင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF များကိုအသုံးပြုပြီးတမရမာတူတို့အပါအဝင် ထိတ်တန်းကောင်းဆောင်များကိုဖမ်းဆီးသို့မဟုတ်ချေမှုန်းကအောက်ချို့သူလူဒဏ်ဆောင် အမြန်ဆုံးပြောင်းလဲပြခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းအတွက်အထူးတပ်ဖွဲ့တွေ၊ CIA လှိဝတ်တပ်ဖွဲ့တွေနဲ့တိကျစွာထိမှန်နိုင်တဲ့လက်နက်စနစ်တွေလိုအပ်ပါတယ်။ထို့သော SOF စစ်စင်ရေးမှအမြင်ခဲ့ပါကတပ်သမန်ရေးအရာအမေရိကန်လုံးဝရှုံးနေမှာဖြစ်ပြီးလက်တင်အမေရိကတစ်ခုလုံးကရှုံးချလာနိုင်ပါတယ်။နံပါတ်ကဗန်ဒီဆွေလာနိုင်ငံအားဝင်ရောက်တိုက်ခိုက်ခြင်းမြေပြင်တပ်ဖွဲ့တွေအလုံးရှင်းသွင်းပြီးရှေးတက်လေတက်ရဲ့အထောက်အကူနဲ့ ဗနီဇွဲလာကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းဟာမာဒူရိုအစိုးရကိုလူလဲအစားထိုးဖို့အကောင်းဆုံးဖြစ်ပါတယ်။ဒီအတွက်မြေပြင်တပ်ဖွဲ့ဝင်အနည်းဆုံး2သိန်း5000လိုအပ်မယ်လို့ခန့်မှန်းကြပြီးလေရင်တည်တင်းမော3စီးပါဝင်တဲ့ရေတပ်တပ်ဖွဲ့များလည်းလိုအပ်ပါမယ်။အီရတ်စစ်ပွဲလိုပဲနိုင်ငံကိုသိမ်းပိုက်ရလွယ်ပေမဲ့ Nation Building နိုင်ငံတည်ဆောက်ခြင်းကခက်ခဲနိုင်ပြီးနှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ဥပဒေနဲ့ပြည်သူသဘောထားကန့်သက်ချက်များ သမရာထရန်ဟာစီရင်နီလန်းကိုအသုံးပြုခဲ့ရင် War Powers Act စစ်မှတ်ပြုခွင့်ဥပဒေရဲ့ကန့်သတ်ချက်တွေကိုတတိပြုရပါလိမ့်မယ်။ဒီဥပဒေအရစစ်ပွဲစတင်ပြီး48နာရီအတွင်းကွန်ကရစ်ကိုအတည်ပြုရမှာဖြစ်ပြီးဂျပန်60အတွင်းစစ်ပွဲကိုအဆုံးသတ်ရမှာဖြစ်ပါတယ်။ Morolans ရဲ့ American ဟာ1823ခုနှစ်ကလေးကချမှတ်ခဲ့တဲ့ဒီမူဝါဒအရလက်တင်အမေရိကဒေသအရေးမှာ ဒေတာပြင်ပအင်အားစုကဝင်ရောက်ဆက်ဖက်ခွင့်မရှိဘူးလို့ယူဆထားပါတယ်။ပြည်သူထောက်ခံမှု YouGov စစ်တမ်းအရာအမေရိကန်ပြည်သူထောက်ပံ့ခံကစီးရီးနီးလန်းကိုထောက်ခံခြင်းမရှိပါဘူး။လော်လော်ဆယ်မှာ Trump အစိုးရအနေနဲ့မာဒူရိုကိုဖျောက်ချဖို့ CIA ရဲ့လက်ဝဲတပ်ဖွဲ့တွေနဲ့အထူးတပ်ဖွဲ့တွေကိုအသုံးပြုပြီးလက်ဝဲဆက်စင်ရေးဆင်နွှဲနေခြင်းကအသင့်လော်ဆုံးမှာမကြာခင်မှာ B2, B52 နဲ့ V1 မဟာပြူဟာပုံကျဲလျင်ကြီးတွေတုံးပြီးရွေးချယ်ပြင်မဲ့တွေကိုလေကြောင်းကနေတက်ခိုက်တာမျိုးကိုတွေ့ရဖို့ရှိလာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။2025ခုနှစ်မကုန်ဆုံးခင်ဗနီဇွဲလာအရေးသတင်းထုတ်ဖို့ရှိနိုင်မလားဆိုတာစိတ်ဝင်စားစရာဖြစ်လာနေပါပြီဆိုရင်တင်ပြချက်ကိုရှင်းလာလိုက်ရပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်ညှောက်ဝေပေးခဲ့ပါဦးနော်။ အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ဘာအရှိမြမအရှိသတင်းများစွာကိုနားဆင်ဖို့သတင်းခေ channel ကို like and subscribe လေးလုပ်ပြီးဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေ